ားလုံးမင်္ဂလာပါဒီလူမျိုးကြီးတွေမြုပ်နေပြီဆိုရင်အဲဘယ်လိုနေရာလို့ထင်ကြတယ်လဲဗောနော်ရေတွေရဲ့မြုပ်နေပြီမိုးရွာပြီဆိုလို့ရေတွေရဲ့မြုပ်နေပြီဆိုလို့ရှိရင်တော်ပြမြအာရင်တော့တော့ရန်ကုန်မျိုးလဲကောင်းလို့နော်နေဘက်တွေပဲမြုပ်တယ်လို့ထင်တာဗောဒါပေမဲ့အခုထူးဆန်းတာကခုဒီနှစ်ပိုင်းထဲမှာဆိုလို့ရှိရင်မြုပ်နေတာကအများဆုံးကြည့်လိုက်ရင်ရန်ကုန်မြို့မှာဗောနော်မိုးရွာပြီဆိုရင်မြုပ်ပြီဆိုရင်ဒါအရင်တော့က အမေရိကန်တောင်ဈေးပူကြီးသေးတယ် HMV ဈေးကွက်တွေကရန်ဈေးကြီးပါတယ်လို့ပြောတဲ့အဲနောက်တကုံမြို့နေတယ်ပေါ့နော်ဒါနောက်တကုံမြို့နေတဲမှာဆိုရင်တော့နေရာတိုင်းဟာမိုးဟစ်ဆိုတာနဲ့ဘာကြောင့်မှမသိရက်ကွက်တော်တော်များများကရေမြုပ်နေတဲ့ပြဿနာပေါ့နော်ငမိုးရေ6နှစ်နေရေရှမ်းပြီးတော့ရေမြုပ်နေတဲ့ပြဿနာအဲအဲ့လိုမျိုးအဲရှေးလပိုင်းတော့ဆိုလို့ရှိရင်တော့ဘလောက်ထိမြုပ်လဲဆိုလို့ရှိရင် အာဈေးကြီးဆုံးဖြစ်တဲ့ဒီပင်လုံကြီးစီအိမ်ယာတို့ဘာလို့ဆိုရင်တော့မှအထက်မှာရေကူးလို့ရတဲ့အထီကိုအတော်များများမြုပ်နေကြတာအဲ့လိုအနေထားမျိုးပေါ့နော်။ဒါမျိုးတကုံမြို့နယ်ကတော့အာသူကအမေရိကထက်တောင်မှဈေးကြီးတယ်ပေါ့နော်။ရန်ကုန်မှာအမေရိကထက်ဈေးကြီးတဲ့နေရာလေးလို့ပြောလိုက်ရင်အရင်တော့မြောက်တကုံကိုပြင်းမိကြတာဗျာ။ခုကျတော့အဲ့လိုမဟုတ်တော့ဘူး။သူကအမေပမာနေရတော့ငါရှည်လေးမိုးရွာတိုင်းရှင်မြုပ်တဲ့နေရာလေးလို့ပြောကြရဆိုရင်အာမင်း မြောက်တကုတ်မှနေတာမဟုတ်လားဆိုပြီးတော့အဲ့လိုမျိုးမေးရတဲ့ထီတော်ကမြောက်တကုတ်မျိုးနေရဖြစ်နေတာပါဗျာ